အားလုံးပဲမင်္ဂလာပါကျွန်တော် Career Diary Podcast ကိုကြိုဆိုလိုက်ပါတယ်။အမ်ကျွန်တော်ဘောနော်ဒီနေ့မှာတော့ကျွန်တော်ကြုံတွေ့နေရတဲ့အခက်ကလေးတစ်ခုကိုဆမ်မော်ကိုရင်ဖွင့်ရှင်တို့ပါ။အာဆမ်မော်ကြီးအခုရက်ပိုင်းဟာဒီအိတ်မပြောရကြုံနေရတယ်။ဟောအိတ်မပြောရတော့ငါးပုံမှန်ဆိုရင်ခေါင်းချအနေနဲ့ငါတခါအိတ်ပြောတဲ့လူစားမျိုးပါ။ဒါပေမဲ့ဒါပေမဲ့အခုရက်ပိုင်းမှာကျတော့အဲခေါင်းပေါ်ခေါင်းချလဲငါလို့မျိုးလုံးကြီးကြောင်နေတာမျိုးကြီးတခါရတော့ အတွေးများပြီးတော့လူလိမ့်နေရရင်나이နဲ့ချီရယ်အဲ့အနေမှာအဲ့လိုအေးမောအောင်မနေကြရတော့လဲအဲ့ဟာနောက်ကြရပြီးချင်းချင်းပြတ်တယ်အလုံးမှလည်းအဲ့လိုစိတ်မကြောက်အစင်မပြေဘူးအဲ့လိုမျိုးကြုံနေရတာဆိုတော့ငါအဲ့လိုအေးပြတ်နေရလေးကိုအေးမပြတ်အောင်ပြီးညဘက်မှာအဲ့လိုအစင်ပြေဖို့ပေါ့နော်ငါစိတ်အစင်ပြေအောင်ပေါ့နော်အဓိကစိတ်ကြလို့ငါချင်တယ်ဘာလို့လဲဆိုတော့အာငါအားရချင်တယ်မှာဆိုငါဆိုရှယ်မီဒီယာကြည့်တဲ့အချင်းရှိတယ်ဆိုတော့ဆိုရှယ်မီဒီယာပေါ်တက်လာတော့လေနေတည့်ရတဲ့အချိန်မှာအခုရပိုင်းကပူဆွေးမှုတွေဝမ်းနည်းမှုတွေ အဲလိုစိတ်မချမ်းမြေ့စရာသတင်းလေးတွေတွေ့နေရတယ်ပါ။ဟိုဒီလိုမျိုးသတင်းတွေကြောင့်ကိုယ်အနေနဲ့စိတ်လဲစိတ်ထဲလိုက်တကယ်မကောင်းဘူး။စိတ်ကတိရတဲ့အများအတွေးကြီးများတယ်။အဲလိုအိတ်မပြောဘူးငါဖြစ်တယ်အာ anxiety များ stress များဆိုတော့အဲလိုဟိုညဘက်မှာငါဘာလို့လုပ်တင်လဲဆိုတာဒီမျိုးနဲ့ပတ်သက်ပြီးအကြံလေးပါနေပေးပါဦးတကယ်ကြီး။အဲအခုလိုညာအိတ်ပြောတဲ့ကိစ္စပေါ့နော်။ညာနေပြောရဆိုလို့ရှိရင်ဟိုညာဘက်စူးစမ်းပြီးတော့အိတ်ပြင်မဲ့အိတ်မပြောတာမျိုးနောက်ပြီးတော့ တည်င်းနေစိတ်မချမ်းသာစရာတွေတွေ့ပြီးတော့ဟိုပို့ပြီးတော့ဗောနော်ကို့အတွေးတွေကအတွေးတွေများပြီးတော့အိမ်မပြောတာမျိုးဗောနော်အဲ့လိုမျိုးတော့အဲယူဆလို့ရမယ်လို့ထင်တယ်ဗောနော်ဆိုတော့ဟိုအဲ့ဒါကိုကြာတော့ဒီအိမ်မပြောအောင်ဆိုပြီးတော့ဗောနော်ဟိုရှာကြည့်လိုက်မယ် Google မှာရှာကြည့်လိုက်မယ်ဆိုရင်တော့ဟိုအများကြီးတော့ထွက်လာနိုင်မယ်ဗောနော်ဒီအကြံပေးတာမျိုးတွေပေါ့ဟိုထားပါတော့ဒီရင်းနှီးစိတ်ပြီးတာလို့ရင်းနှီးကိုချောင်းနေစိတ်တာလို့နောက်ပြီးဒီ social media မတုံးမဲနဲ့အနာအယူတာလို့အများကြီးတော့ကြာလာနိုင်မယ် ညီမတကယ်တမ်းကျတော့ဘောနော်ဟိုတချို့ဥစ္စာရတော့ကိုယ်နဲ့ကြိုက်မယ်တချို့ဥစ္စာရတော့ကိုယ်နဲ့မကြိုက်တဲ့အဲနိုင်ငံချက်တွေလည်းဖြစ်နိုင်နေဘောနော်ဆိုတော့ဒီနေရာမှာတော့အဲကိုယ်တိုင်တွေ့ကြုံရတဲ့တွေ့ကြုံပေါ့အခြေခံပြီးပဲဟိုပြန်ပြီးတော့ sharing လုပ်ပေးခြင်းနေဘောနော်ဆိုတော့အဲ့ဒါဘာလဲဆိုတော့အနည်းလိုမျိုးပဲငါလည်းဒီအခုရက်ပိုင်းဒီလိုရှိရင်အဲ့လိုမျိုးညာဘက်နောက်ကြကြအိတ်ဖြစ်တာမျိုးတွေပေါ့လို့ရှိရင်ဟိုစူးစမ်းပြီးတော့အဲ့လိုရှိရင်အိတ်မပြောဘူးပေါ့နော်အိတ်မပြောရင် reason ကို စဉ်းစားကြည့်ရဲဆိုလို့ရှိရင်အဓိကတော့လို့တည်င်းနေကြည့်ရအများပြီးတော့ပေါ့နော်တည်င်းနေကြည့်ရဒီစိတ်ညစ်စရာတွေအတွေ့မိပြီးတော့အကွာကို loss ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်တခုကအဲတော့မများဖြစ်ကြမယ်ဟင်းနဲ့ရင်တော့ဆိုလေဒီ Facebook memes တွေမှာဆိုရင်တွေ့ကြမယ်ပေါ့နော်ညာဘက်ကြမှာဟိုအောင်မြင်ခြင်းတွေလို့ပါဘူးပေါ့လို့ဆိုတော့အဲ့ဒါကလည်းငါးစီမှာလည်းဖြစ်တယ်ပေါ့နော်ညာဘက်ရောက်မှာဖြစ်လဲဆိုတော့ဟိုအရင်တိုးတက်ခြင်းနဲ့အရင်အောင်မြင်ခြင်းတာမျိုးပေါ့နော် ဟိုတဏီကုံလုတ်ခဲ့တဲ့ဟောင်းနောင်ဓာရရနေရပါတော့။ဆိုတော့အဲ့အဲ့ဒီအတွေ့အကြုံဘာဖြစ်လဲဆိုတော့အရင်တက်ကြွအတက်ကြွပြီးတော့တစ်ခါမှကြောင်ညာဘက်ကြီးဆိုတော့ဘာမှလုံးမရဘူးပေါ့လေ။ဆိုတော့အဲ့ခါကျတော့လေဒီခရောင်ခြောက်ခြားကြီးဖြစ်တာမျိုးပေါ့။အဲ့အဲ့ဒီမှာကျတော့ဘလို့လုတ်ဖြစ်လဲဆိုတော့အခုတလောပေါ့နော်။အခုတော့ဘာလို့ဖြစ်လဲဆိုတော့အဲ podcast နားထောင်ဖြစ်တယ်ပေါ့နော်။အခု podcast တွင်နေမဲ့ podcast နားထောင်နေအကြောင်းပြန်ပြီးတော့အဲ promotion စိတ်မဲ့ပေါ့လေ။ဆိုတော့ podcast နားထောင်ဖြစ်တယ်ဆိုတော့ ဟိုမြန်မာလို podcast ကိုလေလုံးနာလော့စင်နားထောင်ဖြစ်တာပေါ့နော်အင်္ဂလိပ်ရှိုးကတော့ဟိုအများကြီးရှာလို့ရနိုင်တယ်ပေါ့နော်ဒီ Apple Podcast တို့အဲ Google ကလည်းရှိနိုင်တယ်ပေါ့နော် podcast တွေကတော့အများကြီးရှိမြန်မာနိုင်ငံမှာတော့မြန်မာလို့ပြောတဲ့ podcast ကတော့နည်းနည်းလေးရှားတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာမှဟိုကိုယ်တိုင်သဘောကျတဲ့ podcast တစ်ခုကကိုကြားပေါ့ရဲ့ podcast ပေါ့နော်သူကမြန်မာလို့ပြောတဲ့ podcast ရှိရင်မှကြော်လေးသဘောကျတဲ့ podcast တွေပါတယ်ပေါ့နော်ဒီ podcast နာမည်ကတော့92.0မှာမှဆိုပြီးတော့နာမည်ပေးထားပါပေါ့အဲ့အိမ်မှာတော့များသောအားဖြင့်တော့ အဓိကကိုချားဘဘဝမှာအတွေ့ခဲ့တဲ့အဲ့လိုမျိုးဒီအတွေ့အကြုံတွေရောနောက်ပြီးတော့သူ့ရဲ့အတွေ့အကြုံပေါ့နော်အဲ့လိုအဲ့လိုမျိုးတွေကိုပြန်ပြီးတော့မျှဝေပေးရဲဟိုအကြောင်းတွေများရဲပေါ့လေဟိုဥပမာဆိုလို့ရှိရင်ဒီလမ်းသေးရဲ့စီးများရှင်တယ်ဟာမိတလို့ဆိုရင်သူဆိုရှင်အဲ့ဒါဆိုရှင်ကသူနဲ့သူ့ဘဝမှာတွေ့ကြုံခဲ့ရတဲ့သူတွေပေါ့နော်ဆိုတော့အဲ့လိုသူတို့နဲ့တွေ့ကြုံပြီးတော့သူတို့ပြောခဲ့တဲ့စကားသူတို့နဲ့မှတ်မှတ်ရဖြစ်တဲ့အဖြစ်အပျက်တွေပေါ့နော်အဲ့အမျိုးနားထောင်ပြီးတော့ဘလို့အဓိကဘလို့မျိုးခံစားရလဲဆိုတော့ ဟိုကိုကိုရိုင်းတယောက်တည်း experience အရာဆိုလို့ရှိရင်တယောက်ကဘီနာမှာစကားလာပြောပြီးပြောတယောက်ကအလို healing လုပ်ပြီးနေတလို့ပေါ့နော်အဓိကဟိုစကားပြောဖို့တယောက်ရလိုက်တယ်လို့အဲ့လိုမျိုးကိုခံစားနေရတာကိုအခဏလေးမေ့သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးခံစားချက်ရတယ်ပေါ့ပေါ်တော့ဟိုနောက်တစ်ခါကျတော့နားထောင်လိုက်ပြီးွားလို့ရှိရင်လည်းအတွေ့အကြုံစရရပေါ့နော်ဒီ podcast နားထောင်တာကိုသဘောကျတဲ့အကြောင်းရင်းတစ်ခုကလည်းအဲ့ဒါပဲပေါ့ဒီ နားထောင်လိုက်တဲ့အချိန်မှာ relax ဖြစ်တဲ့အချိန်နားထောင်ဖြစ်တယ်နားထောင်ဖြစ်တဲ့အချိန်မှာအတွေ့တစ်ခုရသွားတယ်အတွေ့တစ်စားပေါ့နော်ကိုယ့်ကိုအပြောင်းလဲဖြစ်စီတာမျိုးအပို့ပြီးတော့အပြောင်းလဲဖြစ်ဖို့ဖြစ်ဖို့အတွက်အထောက်အကူပြုတဲ့ဖက်မျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပို့ပြီးတော့ဖြစ်သွားတာသဘောကျတယ်ဆိုတော့အဲ့ဒါမျိုးကဒီအဲ့ podcast နားထောင်တဲ့အချိန်မှာတွေ့ရတာပေါ့လေဆိုတော့အဲ့မှာဆိုလို့ရှိရင်ဟိုစိတ်ဝင်စားဖို့ကောင်းတော့တစ်ခုပေါ့နော်အဲ့ဒီမမေ့ရမနေရနားထောင်နေနေအဲ့စိတ်ဝင်စားလေးပြန်ပြီးတော့ထပ်ပြီးတော့အမြောက်ပြီးပြီးချင်တာရှိရပေါ့နော် အဓိကတော့အနေနဲ့ podcast နားဟောင်းနဲ့ဟိုအကျင့်ဒီပေါ့ညဘက်ဒီအိတ်ကန်ဒီ podcast နားဟောင်းနဲ့အကျင့်ရတော့အောင်မဲဆိုရချင်တာပေါ့ဒီဆိုတော့ဗာလင်းဆိုတော့အဲ့ဒီ podcast မှာအဲ့93.0မှာမှာဒီ podcast ထင်ပါပဲပေါ့နော်ဆိုတော့ခေါင်းစဉ်ဦးတော့ဒီ podcast ရဲ့နာမည်ခေါင်းစဉ် episode တော့မေ့သွားပြီပေါ့ဒါပေမဲ့အဲ့ထဲမှာရှိရတယ်ခုကဗာလဲဆိုတော့ဒီကိုကြားဘောက်ကပြောပြရပေါ့နော် तू counseling တက်တဲ့အချိန်မှာ तू blue skills တွေလေ့လာလိုက်ရတယ်ဆိုတော့ sharing လုပ်ပေးတာပေါ့လေဒီများသောအားဖြင့် ို့သူများပြောတာပြောလို့ရှိရင်ဖြတ်မပြောဘဲနားထောင်ရတဲ့ဖန်ညာပေါ့ဆိုတော့အဲ့လိုပြောနေတဲ့ဒီ podcast မှာပါတဲ့အကြောင်းကကျတော့အုံနောက်ရဲ့အကြောင်းပေါ့နော်ဆိုတော့အုံနောက်ကားတဲ့ဒီဘယ်လိုလဲဆိုတော့သူကတစ်ခါလေကြလို့ရှိရင်ပေါ့နော်ဟိုကိုယ့်ရဲ့အတွေးကိုအကြီးဆိုးနိုင်နေပေါ့နော်ဆိုတော့သူကဒီတကယ်ပညာရှင်တွေရဲ့ဒီဟိုသူတွေတနာတွေအရာဆိုလို့ရှိရင်ပေါ့နော်ဟိုဘယ်ပြောမလဲ လူတစ်ယောက်ကဒီအတွေးကိုမတွေးခင်အုံနောက်ကအဲ့အရာကြီးပုံရိပ်အနေနဲ့ဖမ်းထားပြီးသားပေါ့နော်ပြောရှင်တာကထားပါတော့လူတစ်ယောက်ကိုဟိုပုံနေကြည့်ခိုင်းတယ်ပေါ့နော်ဟိုစမ်းတက်ပြီးတော့ပုံနေကြည့်ခိုင်းမယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ခလေးပုံနေလို့နောက်ပြီးတော့ဒီကြည်နူးစရာကောင်းတဲ့ပုံနေပေါ့ဆိုတော့အဲ့လိုပုံနေကြည့်နေနဲ့ရုပ်တရက်အဲ့လိုကြောက်စရာကောင်းတဲ့တရေပုံလို့ပါလို့ပေါ့ဆိုတော့အဲ့ဒါကြီးပြလိုက်တယ်ဆိုရှင်အဲ့လူကလန့်သွားမယ်ပေါ့နော်ဒါပေမဲ့ထူးဆန်းတာတကူက အုံနောက်ရဲ့လှိုင်းကြီးလို့ပြောအောင်လားဟိုထမ်းစီတော့တီချာတော့နားမလဲဘူးလေဆိုဘယ်လိုမျိုးလဲဆိုအုံနောက်ကဒီအဲ့ဒီကြောက်စရာကောင်းတဲ့ပုံကိုမတွေ့ခင်တည်းကဒီကြောက်စရာကောင်းတဲ့ပုံကိုတွေ့ရင်ဟိုဖြစ်လာမဲ့ဟော်မုန်းပေါ့နော်ထွက်လာမဲ့ဟော်မုန်းကကြိုပြီးတော့ထွက်နေပြီဒါပေါ့နော်ဟို6စက္ကန့်လောက်ကကြိုပြီးတော့ထွက်နေပြီဒါပေါ့ဆိုတော့အဲ့လိုမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော်တော်လေးထူးဆန်းတယ်ပေါ့လေနောက်တစ်ခုကပါလဲဆိုတော့အဲ့နေဆက်ဆက်ပြီးတော့ကြာတော့ဒူရီရဲ့ဒေါသပေါ့နော်ဒေါသဆိုတာလေ ဟိုအဲ့လိုအဲ့လိုမျိုးပဲပေါ့နော်ဒေါသကတော့ဒီခေါင်းကအုံနောက်ကပေါ့အုံနောက်ကဟို decision ချပြီလေရအတွေ့တစ်ခုပဲပေါ့လေဆိုတော့ပြောရှင်တာဒေါသဆိုတာကဟို decision တစ်ခုလို့ပြောလို့ရတယ် choice တစ်ခုပေါ့နော်ဆိုတော့အဲ့အားကြမို့လို့ဒီခါကြရလို့ရှိရင်ကိုကိုအောင်နောက်ကဒီလိုမျိုးအချိန်ဒီမှာချူထောသားထွက်ရမယ်ဆိုပြီးတော့တတ်မှတ်ရင်တော့ကိုကပြန်ပြီးတော့အဲအဲ့ဒါကိုလက်မခံတာမျိုးဟိုဆန့်ကျင်တာမျိုးလုပ်တင်ရင်လုပ်ရမယ်ပေါ့လေဆိုတော့အဲ့ဒါကို မရှိင်းလို့ဖြစ်နေတာပေါ့နော်အဓိကတော့ဆိုတော့ဒါပေမဲ့လည်းအဲ့ဒါနားဟောင်းနားထောင်ပြီးရခါဘယ်လိုဖြစ်လဲဆိုတော့ကိုယ်နဲ့မရင်းနှီးရဲ့ level တခုပေါ့နော်ဟိုဒီအုံနောက်အကြောင်းကနားထောင်နေစိတ်ဝင်စားဖို့လည်းကောင်းတယ်ဖြစ်တော့ဒီအုံနောက်အကြောင်းပို့ပြီးတော့လည်းလိလချင်းအောင်မျိုးလိလချင်းစိတ်လည်းပေါ်သွားတယ်ပေါ့အဲ့နောက်ပြီးတော့ဒီအဓိက podcast နားထောင်နေရွယ်ချက်အတိုင်းဖြစ်ပေါ့လေညာဘက်ကြလို့ရှိရင်ဒီစိတ်ညစ်ညူးစရာတွေအ ਨੇ ဆုံးတော့ကွာစိတ်မချမ်းမြေ့စရာရင်းနဲ့ခက်ဝဲဝဲရောက်သွားပြီးတော့စိတ်ကြည်နိုင်ရတယ်ပေါ့လေအေးချမ်းချမ်းလေးဖြစ်သွားတယ်ပေါ့တော့ဒီပို့ပြီးတော့လည်း ဟိုနေ့တစ်ချိန်အိပ်ပျော်ရဲလို့ခံစားရတယ်ပေါ့ဆိုတော့အချင်းချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုညာဘက်ဒီအိပ်မပျော်ဘူးဆိုရဲအပေါ်တော့သူကဒီဟိုစိတ်အဆင်မပြေဘူးပေါ့နော်ညာဘက်အိပ်မပျော်တဲ့အခါကျတော့မနေ့ကျရင်ဆိုးဆိုးမထနိုင်ဘူးအဲ့လိုမျိုးကြီးနောက်ဆက်တွဲကြီးဖြစ်တဲ့အတွက်ပေါ့နော်အဲငါနေ့ကိုအကြံပေးရမယ်ဆိုလို့ရှိရင်တော့ဟိုညာဘက်ဒီ podcast နားထောင်ကြည့်ပေါ့အဲအဲ့ဒါလေးကတော့ညာဘက်ကပြင်ရှင်တဲ့အကြံပေါ့ဒီ အေးဟာဆိုတော့အာငါလည်း podcast ကြီးကိုနားဆောင်ကြည့်ဦးမှာပဲဗောနော်ငါပုံမှန်ဆိုရင်ငါ podcast ကိုနားဆောင်လေးမရှိဘူးအာဒီပုံမှန်ဖြစ်စငါဒီ podcast နားဆောင်မယ်အစားငါ video ကြည့်ရပူပါနာပါရဗောနော်ဒီတူစီကတွေးခေါ်ရအဲ့လို ဒီကိုယ့်ရဲ့ဘဝမှာအများကြီးကိုအပြောင်းအလဲဖြစ်စေရပါတော့။အပြောင်းအလဲဆိုတာဒီအတွေးခေါ်အားဖြင့်ပေါ့နော်။အငါရဲ့ဒီအလုပ်မှာပေါ့အလုပ်ခွင်မှာလည်းအဆင်ပြေလာရဲ့။ပြီးတော့လူတွေနဲ့ဆက်ဆံရတဲ့အချိန်မှာလည်းအများကြီးအဆင်ပြေလာရဲ့။အာပြီးတော့ညဘက်လေးလည်း podcast တွေနားထောင်ရေးဘာပြီးတော့ insight တွေအတိတ်ရမလို့ချင်တယ်။အတွေးလည်းမများလို့လူတွေကချင်တယ်ပေါ့နော်။ဆိုတော့ငါလည်း podcast တွေကိုညာရိုက်ခင်နားထောင်ကြည့်ဦးမှာပဲပေါ့နော်။ပြီးတော့ညကူညာကပဲ comment ပေးရဲ့။ဒီကုကြောင်းရဲ့ podcast ပေါ့နော်။အဲ့ channel လေးတွေကတစ်ချက် subscribe လုပ်ပြီးတော့ငါနားထောင်ကြည့်ဦးမယ်ဟာ။ သဘောကျတော့အခုလိုမျိုးအကြံပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်အဲဆိုငါတို့ရဲ့ podcast ကြီးကအချိန်လဲလင်းနေပြီဆိုတော့ဒီလမ်းနဲ့အဆုံးသတ်လိုက်ရအောင်အဆုံးထိနားထောင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာတတ်တာ